က်ပေးမယ့်သတင်းကတော့ချင်းနှင်းမင်းရဲ့တလာနိုင်ခြင်းကြောင့်မြေကန်းဒီနေထိုင်သူများသတိပြုရလိုအပ်တဲ့သတင်းဖြစ်ပါတယ်။စကိုင်းနိုင်ဒေတာကြီးအထက်ပိုင်းဒေတာများမှာမိုးဒေသနာရသောနာခြင်းကြောင့်စင်းနေမြင့်ရတလာနိုင်ပြီးမြေကမ်းမာနီနေထိုင်သူများတတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းမိုးနေဝသနေဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားပါသည်။ မြင်းတိုင်းနာချက်များအရာချင်းလေးမြင်းကြီးဟာနောက်24နာရီအတွင်းခန်းဒီမျိုးရဲ့စိုးရိမ်ရေအမဲ1360စင်တီမီတာအောက်1189စင်တီမီတာသို့ရရှိနိုင်ပြီးဟုံးလေးမျိုးရဲ့စိုးရိမ်ရေမဲ2900စင်တီမီတာအောက်2989စင်တီမီတာကိုရရှိလာနိုင်ကြောင်းမိုးနေဝသနေဇလဗေဒဦးစီးဌာနကအသိပေးထားကြောင်းသိရပါသည် ဆင်းနစ်မြစ်တလျှောက်ဒေသများဖြစ်တဲ့ဖောင်ပြေမော်လိုက်ကလေးဝမင်းကင်ကဏီနဲ့ငွေရမျိုးတို့မှာစိုးရိမ်ရင်မအောင်900ကျော်မှ600ကျော်အထိတလာနိုင်ကြောင်းတတိပေးထားပါဗျာ ယခုလဆို27မှာဇူလိုင်လ2ရက်နေ့အထိအရာဝတီမြေပြားဒေသများနဲ့ချင်းနှင်းမြေပြားဒေသများမှာမိုးဆက်လက်တဲထက်ပြီးမိုးရေချိန်များနိုင်ကမြေဆက်လက်မြင့်တက်လာနိုင်သည့်ကာလဖြစ်တာကြောင့်မိုးလေဝသနှင့်ဇလပေတာဦးစီးဌာနနေ့စဉ်ထုတ်ပြန်ပေးနေတဲ့မြေရေအခြေအနေကိုတတိထားဆောင်ကြည့်ပေးကြရန်အတိပေးထုတ်ပြန်ထားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့မြေတီတီကိုကပြပို့လာတာပါ